ားလုံးမင်္ဂလာပါဒီဗီဒီယိုဟာကျွန်တော်ဆယ်လပိုင်းတလတာမှာကြုံတွေ့လာမယ့်တောက်ကြသားသမီးတွေရဲ့ကံအဆိုးကောင်းကိုသုံးသပ်ဟောကြားပေးတော်မယ့်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တော့ဒေရော့ပညာရက်နဲ့မိတ်ဆွေတို့ကတ်ချိုးပြီးတော့ဟောကြားပေးတော်မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဝင်ကြည့်နေတဲ့လူတွေထဲမှာတောက်ကြသားသမီးတွေရှိရယ်ဘေးရင်ယုံကြည်တဲ့လူတွေရှိရယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးတဲ့အထိကြည့်ရှုပေးပါကိုတို့တလတာရှောင်းရံဆောင်းရံတည်တင့်တည်ထိုက်တာလေးတွေကိုသိရှိခွင့်ရတော့မှာဖြစ်ပါတယ် ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆက်ဆောင်အောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ပေးတဲ့ရတရားရင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိရဆိုရင်ကျွန်တော်အကောင့်လေးကို follow လုပ်ပေးထားပါဒီဗီဒီယိုကိုလည်း share ပေးခြင်းအဖြစ်ကူညီပေးပါလို့မေတ္တာရပ်ခံပါတယ်အဲတော့ကျွန်တော်စတင်ပြီးတော့တောက်ကြသားသမီးတွေကြုံတွေ့လာမယ်ဒီဆယ်လာပိုင်းတလတာကန်ဆိုးကောင်းလေးကိုစပြီးတော့ဟောနံပါတ်1အနေနဲ့ကတော့တောက်ကြသားသမီးတွေရဲ့ ကိုပိုင်စီးပွားရေးကိစ္စအလုတ်ကင်ကိစ္စနဲ့စလိုက်အောင်တရားသားသမီးတွေအလုတ်ကင်ကိစ္စတွေမှာကြံ့ကြာမှုတွေကြုံတွေ့လာတတ်တယ်ပြီးခန့်ဒီမှာအဖျားရှုတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကို့အနေနဲ့ထင်သားတာနဲ့ဖြစ်ပေါ်လာတာတွေကတလဲတပြားဖြစ်ပေါ်နေတဲ့အပိုင်းခြားလို့ဖော်ပြထားခြင်းဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအလုတ်လုံးမယ်ဆိုလို့ရှိရင်အစိုးရပိုင်းဆိုင်ရာနဲ့ပတ်သက်ဆက်ဆံနေရတဲ့အလုပ်တွေမှာအထင်ကောက်ဖြစ်တာမျိုး ို့မဟုတ်ကိုယ့်ရဲ့လုပ်ငန်းတည်ဆောက်မှုအပိုင်းကိုယ့်ရဲ့လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအပိုင်းကုန်ပစ္စည်းဝယ်တဲ့အပိုင်းတွေမှာတောက်ကြသားသမီးတွေဟာနည်းနည်းလေးကြံ့ကြာနှောင့်နှေးမှုတွေရှိုးနေတဲ့ကြုံတွေ့လာရတဲ့။ဒါကြောင့်မို့ကိုယ့်ရဲ့အလုပ်ကိစ္စတွေမှာအားမလို့အားမရစိတ်တွေအဲဖြစ်ပေါ်နေတာမျိုးတွေစိတ်တိုင်းကြမှုအားနေနေတာမျိုးတွေလုပ်ငန်းခွင်မှာတွေ့ကြုံနေရတတ်ပါတယ်။ဒါကြောင့်မို့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးစဉ်းစားတွေးတောလှုံ့ဆော်တဲ့နေရာမှာလက်ရှိရှိနေတဲ့အခြေအနေကိုအာကျွန်တော်တို့ ုံးသက်ပြီးတော့အကောင်းဆုံးစဉ်းစားဆုံးဖြတ်ပြီးတော့လှုပ်ဆောင်ပါလှုပ်တင်တာကိုပဲဦးစားပေးပါဖြစ်ချင်တာတစ်ဖြစ်တင်တာကိုဦးစားပေးပြီးလှုပ်ဆောင်မယ်ဆိုရင်တော့ကိုယ့်ရဲ့လောက်ကိုင်းကိစ္စတွေမှာအထိုက်လျောက်ကံကောင်းခြင်းတွေရရှိလာပါလိမ့်မယ်နောက်တစ်ခုကတော့တောက်ကြသားသမီးတွေရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အမှန်တမ်းပြောမယ်ဆိုတော့တောက်ကြသားသမီးတွေဒီကာလမှာငွေအဝင်နည်းတယ်ဆိုတော့အပိုင်းခြားကိုပေါ်ပြနေခြင်းဖြစ်ပါတယ်ခါတိုင်းကိုငွေဝင်တာတဲ့ဒီလိုကာလမျိုးမှာတောက်ကြသားသမီးတွေငွေဝင်နည်းတယ် အဲပြီးွားရင်ငွေရှာတဲ့အခါမှာဆိုလို့ရှိရင်လည်းခဏခါတိုင်းလိုဝင်တာမျိုးမဟုတ်ပါနဲ့ဥမာပေါ့တစ်လောက်သသိန်းဝင်နေဆိုဒီလို10လပိုင်းမှာကို8000 9000စသဖြင့်ပေါ့နော်ပုံမှန်ဝင်တဲ့ငွေထက်နည်းနည်းလေးငွေဝင်နေနေတာမျိုးကိုတွေးကြုံလာရလိမ့်မယ်အဲနောက်တစ်ခုကငွေထွက်စရာရှိတဲ့ကိစ္စတွေကလည်းခဏပြောလုပ်ငန်းကိစ္စတွေမှာအဲပြီးွားလို့ရှိရင်ကိုယ့်ရဲ့ဒီတွာလာလှုပ်ရှားရေးတွာလာလှုပ်ရှားဆိုကိုယ်စက်ဘိန်းဆိုင်ကစသဖြင့်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေငွေကုန်ကြေးကျဖြစ်တာမျိုးတွေနဲ့ပတ်သက်ပြီးတွေးကြုံလာတတ်တယ် အဲခရီးသွားဖို့အတွက်ဘတ်ဘတ်ဂျက်မလောက်တာမျိုးเนาะဥပမာဘောကိုကဥပမာခရီးတစ်ခုထွက်မယ်ဘုရားဘူးပဲဖြစ်ဖြစ်အပျော်ခရီးပဲထွက်ထွက်ပေါ့เนาะအဲအဲ့ဒီမှာငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကြက်သေးပြီးတော့သွားရမလို့လို့မသွားရမလို့အစားဖြစ်ဒီလိုကိစ္စတွေပါတွေ့ကြုံလာတတ်တယ်တနည်းအားဖြင့်ပြောရင်တော့ဒီကာလမှာတောက်ကြသားသမီးတွေကငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ခက်ခဲတယ်ငွေဝင်နေတယ်ဆိုတော့ကာလတစ်ခုကိုဖျက်ချော်နေရတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အတော့ နဲ့အဖြုံတည်တည်ကြကြဂယူးစားပြီးတုံးဆွဲကောင်မှတောင်းလောက်ကြမယ်လို့ဟောကြားပေးရှင်းပါတယ်။နောက်တစ်ခုကတော့တောက်တာသားသမီးတွေရဲ့ကျမ်းမာရေးအိမ်မိတာမျိုးနှာစည်းတာမျိုးဖြစ်တတ်ပါတယ်။ကိုလက်မအီမတာဖြစ်တာမျိုးတွေဒီလိုကာလမျိုးမှာတွေ့ကြုံလာတတ်တယ်။အဲကျွန်တော်ခြေတော့ဒန်ယာနာတရားရတာပေါ့နော်ခြေတော့ဒန်ယာနာတရားရရဆိုတော့ជីជីမမဖြစ်တာမျိုးပြောတာမျိုးတော့မဟုတ်ပါဘူး။ဆိုတော့ဟိုခောက်လဲတာမျိုးတွေခြေတော့နဲ့တစ်ခုနဲ့ထိမိခိုက်မိတာမျိုးတွေအနေချင်းဒီလိုမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်။အဓိကတော့အိမ်မိတာမျိုးနှာစည်းတာမျိုးပေါ့နော်။ ဒါလိုမျိုးတွေပုံပုံပြီးတော့ဖြစ်ပေါ်တတ်တယ်။ဘယူဆိုင်ပို့အတွက်တော့လိုအပ်ပါလိမ့်မယ်။ကျမကြီးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာပေါ့နော်။နောက်တစ်ခုကတွေ့ကြုံလာမယ့်တောက်ကြသားသမီးတွေရဲ့အခြေအကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။တောက်ကြသားသမီးတွေအခြေအကိစ္စရည်နဲ့ပတ်သက်ပြီးတော့ကံကောင်းခြင်းတွေရရှိနေတဲ့အခြေအနေအပိုင်းခြားလို့ပဲသုံးသပ်ပြီးဟောကြားပေးချင်ပါတယ်။ဒီကာလတွေမှာတောက်ကြသားသမီးတွေအကိုအနေနဲ့မဖြစ်နိုင်တော့ဘူးလို့ထင်ထားတဲ့အရာတွေဖြစ်ပေါ်လာပါလိမ့်မယ်အခြေအကိစ္စတွေပါလိမ့်။ အဲနောက်တကဒီအခြေအကိစ္စရင်းနဲ့ပတ်သက်ပြီးအဆင်ပြေဖြစ်နေတဲ့ကျွန်တော်မိတ်ဆွေတွေအဆင်ပြေမှုစီကိုကူးပြောင်းရောက်ရှိလာမယ်အခြေအနေအပိုင်းကြားတစ်ခုဖြစ်တယ်လို့တယောက်နဲ့တယောက်ကြားထဲမှာနည်းနည်းလေးတန်တရားဖြစ်စရာတွေရှင်းရှင်းလင်းလင်းပြပြသားသားဖြည့်ရှင်းပြီးတော့ကောင်းမွန်နေတဲ့ relationship တစ်ခုကိုလက်တွဲပြီးတော့ပွားမယ်အခြေအနေအပိုင်းကြားတစ်ခုလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုကာလမျိုးမှာအဆက်အသွယ်ပြတ်နေတဲ့လူတွေအဆက်အသွယ်ပြန်လည်ပြီးတော့ရရှိလာတာမျိုးကြီးလည်းတွေ့ကြုံလာရနိုင်ပါတယ် နောက်တစ်ခုကတော့ကိုယ့်ရဲ့ချစ်သူနေထိုင်မကောင်းဖြစ်နေဆိုလို့ရှိရင်တက်တာပြောက်ကွင်းလာတဲ့စာပြည့်ကျမရင်းနဲ့ပတ်သက်ပြီးအားကောင်းလာတယ်ဆိုတဲ့သတင်းစကားလေးတွေလည်းကြားသိရတတ်ပါတယ်။ဘာပဲပြောဒီလိုကာလမျိုးမှာအခြေအကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းမှာတော့တောက်ကြသားသမီးတွေကံကောင်းခြင်းပျော်ရွှင်ခြင်းတွေနဲ့ကျွန်တော်ရရှိနေတဲ့အခြေအနေပိုင်းခြားတစ်ခုလို့ပဲသုံးသပ်ပြီးဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့အိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။အိမ်တော်ဘက်နဲ့ကျွန်တော်အငင်းကုန်ဖြစ်ရတာမျိုးတွေငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့အိမ်တော်ဘက် အာနဲ့ပုံနဲ့ဈားထဲမှာဟိုစိတ်ညစ်စရာစိတ်ရှုပ်စရာငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးတဲ့အခါမှာပေါ့နော်စိတ်ညစ်စရာစိတ်ရှုပ်စရာတချို့တွေနဲ့ကြုံတွေ့လာတတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အိမ်တော်ကြီးကိစ္စတွေမှာငွေကြီးအကျက်သေးတွေကြောင့်စိတ်ညစ်ရတာစိတ်ရှုပ်ရတာတွေတွေ့ကြုံလာနိုင်တယ်နောက်တစ်ခါအငင်းပွားစရာတွေငင်းကုန်စရာတွေဖြစ်ပေါ်လာတာမျိုးတွေတွေ့ကြုံလာမယ့်အခြေအနေပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းတယ်နောက်တစ်ခုကတော့တောက်ကြသားသမီးတွေဒီအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေပါလေ ဟိုအပျော်မကျူးဖို့အတွက်တော့လိုလိုလိုအပ်တယ်ပေါ့နော်ဒါယောက်ျားဖြစ်စေမိန်းမဖြစ်စေပေါ့နော်အပျော်ကျူးတယ်ဆိုတာအများကြီးရှိပါတယ်အရက်တောက်စားတာလည်းအပျော်ကျူးတာပဲမိန်းမလိုက်စားတာလည်းအပျော်ကျူးတာယောက်ျားလိုက်စားတာလည်းအပျော်ကျူးတာပဲစားရပြောပါဗျာအခုပျော်တယ်ထင်တဲ့အရာတွေကိုဟိုတောက်လျှောက်ကြီးအလွန်ကျုံလောက်လာတဲ့အခါမှာအိမ်တော်ကြီးပြက်နာအိမ်တော်ကြီးပြိခါနေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ဟိုလောက်တာလည်းလောက်ပေါ့ဗျာဟိုတောင်းတင့်အောင်လောက်ပဲလောက်တင့်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုချင်တယ်ပေါ့နော်အဲနောက်တစ်ခုကတွေ့ကြုံလာမယ့် ဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။အဒီကာလမျိုးမှာတော့ကျွန်တော်တို့ဒီအထက်လူကြီးနဲ့ကိုယ်နဲ့ကြားထဲမှာအတိုက်ခံနေဖြစ်တတ်တယ်။အထက်လူကြီးတွေနဲ့စကားပြောတဲ့အခါမှာအဆင်ပြေဖြစ်တာမျိုးအထက်လူကြီးဒီနဲ့ကိုယ်နဲ့နားလည်မှု၊ကွဲလဲတာမျိုးတွေလုပ်ငန်းခွင်မှာတွေ့ကြုံလာတတ်ပါတယ်။တကယ်လို့ကိုက level အမြင့်နေနေပေါ့နော်။ဟိုဆိုတာအောက်ချုပ်ရေး level man management level အမြင့်နေနေအလုပ်လုပ်နေရတဲ့လူတွေအတွက်ဆိုရင်လက်အောက်ငယ်သားတွေပြောရဆိုရခက်တယ်ဆိုတဲ့အပိုင်းခြားတွေလက်အောက်ငယ်သားတွေကြောက် ဟိုဆိတ်ရှုပ်စရာစိတ်ညစ်စရာတချို့တွေကြုံတွေ့လာတတ်တယ်အဲ့တော့လက်အောက်ငယ်သားအခုကလုံလုပ်ငန်းမှာ high level မဟုတ်ပဲ low level တွေနဲ့လုပ်နေတဲ့လူတွေတော့ကတော့အထက်လူကြီးတွေနဲ့တော့အာခဏခဏဆိုလို့ဒူနောင် player တက်ပါတယ်ပေါ့နော်ဒါကြောင့်မလို့လုတာလုံနေရတယ်ဟိုစိတ်ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့ကာလအပိုင်းကြားတစ်ခုလိုရာကီးမရောက်တယ်ဆိုတော့အပိုင်းကြားတစ်ခုတောက်ကြသားသမီးကြီးဖြတ်တန်းနေရပါဖြစ်ပါတယ်နောက်တစ်ခုကတော့ပညာရေးပေါ့ပညာရေးနဲ့ပတ်သက်လာရင်တော့တောက်ကြသားသမီးကြီးဒီကာလမှာအားကောင်းပါတယ် ဟိုကိုဘာလောက်ကျင်လဲပေါ့ကိုတင်တဲ့တက်ကျင်တာဒါမှမဟုတ်ပညာတစ်ခုခုကိုတင်ကြားစီးပူးတဲ့အခါမှာအထောက်ပံ့ကောင်းနေอืมဆရာကောင်းသမားကောင်းတွေနဲ့တွေ့ကြုံပြီးတော့ဟိုပညာရေးကိစ္စရင်းနဲ့ပတ်သက်ပြီးအောင်မြင်မှုရရှိပါလိမ့်မယ်ပြီးတော့ဒီလိုကာလမျိုးမှာပညာရေးကိစ္စရင်းနဲ့ပတ်သက်ပြီးဝန်တာဆရာတရင်စကားလေးတွေလည်းကြားတိရမယ်ဆိုတော့အချိန်ကြီးအပိုင်းချလို့ဖော်ပြထားပါတယ်။ဥပမာဆောင်းမွေးဖြည့်ထားတာ၊အင်တာဗျူးဖြည့်ထားတဲ့စာပြဒီလိုမျိုးအောင်လို့ပျော်ရွှင်ရတယ်ဆိုတော့အပိုင်းချမျိုးလည်းတောက်တာတာသမီးကြီးကြုံတွေ့ရပါလိမ့်မယ်။ နောက်တစ်ခုကတော့နိုင်ငံခြားကံနဲ့ပတ်သက်တဲ့အပိုင်းမှာတော့တောက်ကြသားသမီးတွေအမတန်အားနည်းနေရတော့ပြီးတွေ့ရပါတယ်နိုင်ငံခြားထွက်ပေါ်တဲ့ခက်ခဲနေတဲ့ကာလတခုအဲဒီဆဲလာပိုင်းမှာနိုင်ငံခြားတော်ပြီးအလုံးလုံးမဲ့လူတွေအတွက်ကတော့တော်တော်ကြီးကိုကျွန်တော်တို့အဆင်မပြေဖြစ်တာတွေအထင်ကောဖြစ်တာတွေလမ်းဆောက်ပျောက်တာတွေပေါ့နော်ဒီလိုတွေတွေ့ကြုံလာတတ်ပါတယ်အလဲသွားမဲ့လူတွေအတွက်ကတော့ကိုယ်မပတ်ဆိုင်ရှိရင်တော့အလဲသွားလို့ရတာအဲ့ဒါဒိတ်တော့ရှော့မရှိပါဘူးနော်အဲ့တော့နိုင်ငံခြားတော်ပြီးအလုံးလုံးတဲ့လူတွေအတွက်ကတော့ဒီကာလမှာတော့ ခက်ခဲသောကာလကိုဖြတ်သန်းနေရတယ်လို့ကျွန်တော်အနေနဲ့ဟောကြားပေးခြင်းနဲ့ပဲအဲကျွန်တော်ရတလာတာတောက်ကြသားသမီးတွေရဲ့ကံအဆိုးကောင်းတုံးတက်မှုလေးကိုဒီမှာပဲရနာခွင့်ပြုပါအားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ